ပြီးဒီ ordering quantity အပိုင်းက calculation တွေပြောဝဲ equation ဝဲ equation ရဲ့ formula က v equal to f lambda v equal to f lambda အဲ့မှာ v ရ velocity ဒီ data စက္ကန့် f က frequency pass lambda က wavelength meter ဒီ data တွေပဲပို့လို့နော် အမဆရာတို့နှုတ်နှစ်ခုတိထားတင်လာတာဘာကြီးတိထားတင်ရမလဲလမ်ရာ short တက်ကိုလမ်ရာ short တက်လမ်ရာ short တက်ကိုလုံးရင် frequency higher နဲ့ဘုံ frequency higher နဲ့ဘုံ ောက်တစ်ခုလမ်းရာလောင်းကပ်ကိုဖရီကွန်စီဘူဝနဲ့ဒါလေးဒါလေးတော့သိစရာတို့ဒီဘိုင်းမှာရှိရင်ပုံစံတွေပုံသွက်လို့ရဟုတ်လားဝေးပွင့်ရှင်ရဲ့ဖော်မြူလာကဘာဖြစ်လဲ we equal to f lambda we are velocity meter per second speed meter per second fast meter per second after ကြတော့ frequency hertz နောက်တစ်ခုက lambda ကကြတော့ wavelength အဲ့တော့ review question လေးက piezoelectric electric transducer က produce ထုတ်လို့ alpha sound ကို at a frequency of 10 megahertz frequency ရော time ကဟာဆိုတာဆရာတခါလေးပေးချက်ကိုကြီးလိုက်တော့နော် frequency ရော time မကဟာဆိုတာ frequency ပေးထားတာ f ကိုပေးထားတာအဲ့တော့မှတ်မိနေအောင် frequency ကြီးလိုက်မှာပေါ့ frequency f ကပါလဲဆိုရင် tan မကအဲ့တော့မကမှတ်မိသေးတာမကရဲ့တန်မှုက tan power 6 tan ရည် tan power 6 ha ကကူလေးပြပြရမှာက the winner of attraction in black တွေ့ရမှာရှိတဲ့ attraction ရဲ့ဝေးလံကိုမလုပ်ပြရမှာဆိုရင်ပြပြရအဲ့တော့ lambda ကိုရှာပြရမှာပေါ့ if the speed of attraction in black is 1560 meter per second တွေ့ရမှာရှိတဲ့ attraction ရဲ့ speed ကဘယ်လောက်လဲဆိုရင်1560 meter per second velocity ပေါ့အဲ့တော့ speed of attraction စာလေးဒီပါရေးလိုက်ပါနော်တူတူလေးတွေပို့လို့ဟာ ပြီးတော့အထွာစားပြီးတော့ ultra sound ကဘယ်လောက်လဲဆိုရင်1560 meter per second ကျွန်တော်ရှာပြရမှာက wavelength of ultra sound ကိုဘာလို့ပြရမလဲဆိုရင်ရှာပြရ wavelength wavelength of ultra sound ဝေးလောက်အထာဆောင်တော့လမ်ဒါကိုဘာလို့ကမဆိုရင်ရှာပေးတာဘယ်လိုဖော်မြူလာကိုသုံးပြလို့ရှိရင်လမ်ဒါရဲ့ frequency ရဲ့ speed ရဲ့ဆိုတော့ဆရာတို့ width equation ကိုဘာလို့လိုက်မလဲဆိုတော့ဟုတ်လားเนาะ using width equation width equation က v equal to f ဆိုလို့ကျင်တာကဘာလို့လိုချင်တာလဲဆိုရင် လမ်းရာကိုလိုချင်တော့အကမှာသွားလို့ပဲဆိုရင်သွားစားလိုက်လမ်းရာကိုလိုချင်တော့ B ကို F နဲ့သွားစားလိုက် V က15 15မဆက်ဘူးကြီးရတယ်နော်15အဘကကြတော့တန်းပါဝါ7တန်းပါဝါ7အဲ့တော့တန်းပါဝါ7အပေါ်ကျော်လိုက်လေ15 16 8တန်းပါဝါ7 7 minus 10ပဲ lambda ရဲ့ unit ကပါတယ်ဘာလို့လဲဆိုလို့ရှိရင် standard form ပုံစံနဲ့ကြောင်းလိုက်တော့ဟာအဲ့တော့တစ်လုံးနှလုံးသုံးလုံးဘယ်ဘက်ကိုသုံးလုံးရှိသွားလဲဆိုတော့1 point 5 sin into tan ပါวะ9နဲ့ပေါ့ရမလား5က the frequency used in imaging are typically in the range of 1 megahertz to 15 mega အဲ့တော့ဒီဓာတ်လေးကိုဓာတ်လေးအောင်ပြောရမယ်သူလို့ရှိရင် ultra sound ပုံရိပ်ကိုခေါ်တဲ့နေရာမှာတုံးတာနော် ultra sound ပုံရိပ်ခေါ်တဲ့နေရာမှာတုံးတယ် sound wave တွေရဲ့ frequency တွေကဘယ်နဲ့ဘယ်ကြားမှာပြထားရဆိုရင်1 mega hertz to 15 mega hertz ကြားမှာပြနော် ultra sound ပုံရိပ်ခေါ်တယ်ဘာဖြစ်လဲဆိုလို့ရှိရင်နေရာမှာတုံးတယ် ဆောင်းဝေးရဲ့ frequency တွေပေါ့1 MHz နဲ့ကနေပြီးတော့15 MHz ထိပေးထား What the range of wavelength of human tissue ပဲလူတွေရဲ့ tissue ထဲမှာရှိတဲ့ wavelength တွေရဲ့ rate အတိုင်းအတာတွေကိုဘာလို့ပြရမလဲဆိုလို့ရှိရင်ရှားပြရမှာ wavelength တွေကအမြင်ဆုံးဘယ်လောက်ရှိမလဲအနေဆုံးဘယ်လောက်ရှိမလဲဆိုပြီးတော့ဘာလို့ပြရမလဲဆိုတော့ရှားပြရပွဲအဲ့မှာ velocity of sound is 15 1540 meter per second အတန်ရဲ့အလင်ဟာ1540 meter per second ဆိုပြီးတော့ပြီးတာနော်တကယ်လို့ပြောမယ်အတန်ရဲ့အလင်ဟာ1540 meter per second ပြီးတာပြီးတော့ frequency ရဲ့အနေဆုံးတန်ဖိုးနဲ့အမြင့်ဆုံးတန်ဖိုးကြီးပြီးတာအဲ့ကောင်ကြီးပြီးတာပြီးတော့ဆရာတို့ဝေးလန့်ရဲ့အနေဆုံးနဲ့အမြင့်ဆုံးကိုဘာလို့ပြရမလဲဆိုရင်ရှာပြရမယ်ကဲတော့ပြရလေးကိုကြီးတော့မယ်1 mega half to 15 mega ပေးတာလေးကိုမြင်ရင်ဆရာပြန်လုပ်ကြမယ် ကျွန်တော်တို့ shortcut lambda shortcut lambda ဆိုလို့ရှိရင် frequency ဘာနဲ့သုံးလို့ဆိုရင် higher frequency နဲ့သုံးမယ်စကြဘာကိသုံးလိုက်နော် long cut lambda ဆိုရင် frequency ဘာနဲ့သုံးလိုက်လို့ဆိုရင် lower frequency lower frequency နဲ့သုံးလိုက်အဲ့တော့1မဂါဟတ်ဆိုတာက lower frequency ပေါ့ f lower equal to 1 mega hertz တောင်းလိုက်မယ်1 into 10 power 6 hertz ့အခု15 MHz ဆိုတာကဘာလဲဆိုလို့ရှိရင်ဆရာတို့ higher frequency frequency က15 MHz 15 MHz မကဟကိုကြားကြလို့မတန်းပါွာ10 Hz Velocity of sound is 1540 meter per second ဆိုတာဒီကောင်ကဘာလဲဆိုရင် meter per second 1540 meter ပါဆရာရှာပြရမှာက rain of wheelan wheelan ရဲ့ဆရာတို့အတိုင်းတာလေးဆိုတော့အတူဆုံး wheelan ဘယ်လောက်ရှိလဲအရှည်ဆုံး wheelan ဘယ်လောက်ရှိလဲပါရှာပြရဟာ lambda short တက်တယ်ဘာလို့ဘာလို့ရှာပြရလဲဆိုရင် lambda down တက်တယ်အဲ့တော့ဆရာတို့ width equation ကို တော့လာလေ using way equation way equation ရဲ့ formula က v equal to f လာတာကိုသုံးပြလိုက်တယ် lambda shortcut lambda shortcut lambda ကိုလိုချင်လို့ရှိရင် velocity ကို frequency နဲ့ပါလာလို့မဟုတ်ဘူးလေသွားစား velocity ကတော့ဒီကောင်းပဲ frequency ဘာနဲ့စားမလဲဆိုလို့ရှိရင် lambda shorter ဆိုရင် frequency higher ကိုဘာလို့လဲဆိုတော့ higher အဲ့တော့ v ကဘယ်လောက်လဲဆိုလို့ရှိရင်ကြာတော့ v က15 40 higher lambda higher ကဘယ်လောက်လဲဆိုရင်15 15 into 10 power 6အဲ့တော့1540ကိုကယ်ကူလေတာလုပ်လိုက်နော်1540ကို အပိုင်းလေးကြည့်လိုက်ပြီကွာ1542ကိုဘာနဲ့စောင်းလဲဆိုလို့ရှိရင်15နဲ့စောင်း15နဲ့စောင်းလဲဆိုရင်တရားနဲ့သတ္တမ66ဆိုတော့တရားနဲ့သတ္တမခွန်လိုက်နော်ဒီတုံညာနဲ့သတ္တမခွန်အတန်းပါပါ minus 10မိတာမိတာအဲ့တော့ဈာန်ပေါ်မှာ minus 10ကိုဆရာကြောင်းလိုက်မယ်နော်ကြောင်းလိုက်မယ်သူကမကာရီပါရီနဲ့သုံးထားတယ်ဆရာကြောင်းလိုက်အဲ့တော့ 102.7ဒါမှဝါ -6 ဆိုတာမှတ်ပြီမိုက်ခရိုမမမီပြန်ပြန်မှတ်မယ်မိုက်ခရိုဟုတ်လားနောက်တော့ပေါ်ရှောင်းလဲဆိုရင်ဒါမရာလောင်းတက်ကိုရှာမယ်ဒါမရာလောင်းတက်ကိုရှာမယ်ဆို VOT ပြီးရော frequency low ဝင်တယ်ဆိုတော့ velocity 1540ပဲ လမ်ဒါလိုဝက်ကဘယ်လောက်လဲဆိုရင်1 into 10 power 6 equal to 1540 into 10 power minus 6 meter 10 power minus 6ကို micro လေးပြောင်းလိုက်မယ် micro meter ဒါပဲနော်ဒါပဲ6က the velocity of the sound လဲအစုတ်ထဲမှာရှိတဲ့ alpha sound ရဲ့ velocity အဲ့ဒီအစုတ်ထဲမှာဆိုရင် inclusive a ဒီပါဝင် အစုံထဲမှာရှိတဲ့ ultra sound ရဲ့ velocity ရဲ့ fat အစီထဲမှာရှိတဲ့ ultra sound ရဲ့ velocity ရဲ့ scar bone ဦးခေါင်းကိုယ်ထဲမှာရှိတဲ့ ultra sound ရဲ့ velocity ရဲ့အားစီရရမီတာပါစက္ကန့်ရဲ့ fit 1450 meter per second ရဲ့4080 meter per second ရဲ့ဆိုပြီးတော့ respectively အတူတူရှိကြ။နော်။ကျွန်တော်လက်ရဲ့ fuck ရဲ့ sky ရဲ့အကောင်ကြီးရဲ့ဘာကိုပြီးသားလဲဆိုလို့ရှိရင် 老实的有，背下背下，下背啊嘛讲，光啊在为难哦阿婆阿嫂，就是为难我爸老爹，下背啊，哎这苦钱的耶，难也为难耶，不该为难耶，家也为难我爸老爹，下背啊。一个稍微啊，做么个哈子啊，稍微啊，不管是做做么个哈子东西都要钱，这苦钱的耶，为难我爸老爹，真的下背啊。 အဲ့တော့ကျွန်တော်ပေးတာကိုလက်တယ်ပေးတာကတခုရင်းစီရဲ့ velocity ကိုပေးတာတယ်အဲ့တော့ velocity ကိုအစွာဆောင်းနေလက် velocity ကိုအစွာဆောင်းလက်အဲ့တော့ velocity ဆိုတော့လမ်းရဲ့ velocity ကိုဆရာတို့ဒီမှာသုံးရှိတော့ပွဲလိုက်နော်လမ်းရဲ့ velocity ကိုဝင်လက် How velocity of across a Five. See there was here velocity, velocity V fat. Now let's look at it. 1450 meter per second. second. <laughs>. <laughs> နောက်တစ်ခု velocity velocity ရော ultrasound အဲဘယ်မှာရှိရလဲဆိုရင် scar ကူးကောင်းကောင်းမှာရှိတယ် velocity ရ v scar equal to ဘာဖြစ်လဲ4080 4080 meter per second အဲ့မှာဆန်တို့ frequency block ကိုအသုံးပြုထားရဲဆိုရင်အတူ megahertz ကိုအသုံးပြုထားတယ် frequency frequency f ကဘလောက်လဲဆိုလို့ရှိရင်2 megahertz အဲ့ဒါ2 megahertz ကျွန်တော်ရှာပေးရပါတခုရင်းစီရဲ့ဘာကိုရှာပေးရမှာလဲဆိုရင်ဝေးလံကိုရှာပေးရအောင်အဲ့တော့ဝေးလံ off ဝေးလန်းအောင်အထရာဆောင်အထရာဆောင်အင်လက်နာဝေးလန်းဆိုဘာဖြစ်လဲနာကနာအကောင်ဘာလို့ပြရမလဲဆိုရင်ရှာပြရမယ်နောက်ခုကဝေးလန်းအောင်အထရာဆောင်ရဲ့ဘာကိုရှာပြရမလဲဆိုရင်ဖတ်ဖတ်အဲ့တော့ဒီကောင်ကဘာဖြစ်လဲဆိုရင်နန္ဒာဖတ်ဖတ်ကိုရှာပြမယ် နောက်ခုဝေးလဲတော့ ultrasound in ဘာဖြစ်လဲ a scar scar နံပါတ် scar equal to question mark တော့ဆက်ဟုတ်အဲ့ဆက်လို့မအောင်တော့ we go to f lambda you say with equation ဝင်လာတယ် ဝေးကြီးခွေးကြီးရဲ့ formula က v ကြီးကွဲတူ f လမ်ဒါကိုဘာလို့လိုက်မလဲဆိုရင်သုံးလိုက်အဲ့တော့လမ်ဒါကိုလို့ကြည့် v ကို f နဲ့ဘာလို့လိုက်မလဲဆိုရင်သွားစားလိုက်ဒါဒါမဲ့ဆိုရင်ဘုံမကန်တော့ဘူးဆရာထက်လိုက်ဒါလက်ခုလိုချင်ဘာလို့ဒီပါနဲ့စားလို့ဆိုရင် v ကို d f နဲ့ဘာဖြစ်လဲဆိုရင်စား v လမ်းကိုပြီးတော့ f နဲ့ဘာလို့လဲဆိုရင်စား v လမ်းကြောက်တော့လို့ ကျောင်းရောင်ပြီးတော့ဒီဒီတန်းပါပါစေစမ်းခါရရဒီပါရမယ်ဒီညာ AB တန်းပါပါ minus 6 lambda ဆိုတာမီတာမီတာအဲတန်းပါပါ minus 6ကိုစီကကျောင်းရလိုက်မယ်ကွာ300 micro meter 5 5 equal to v fat by f f v fat ကဘယ်လိုလဲဆိုရင်1450 Guilin, Dabala, Ramikuna list, Linina, Lina, in Dambawa, minus eight, down I 75 Sorry five, Micro meter two five, micrometer, micrometer. Come on, Alta, Lambda, Scott, we. far by f squared 48 48ကိုပြီးတော့ပြည့်ပြီဓမ္မဝါဆင်းနေစမ်းလေနည်းနည်းလေး20ပေါ်ကြီးတုံးကနည်းနည်းလေးရှင်းနည်းတုံးကြီးတုံးကအင်းဓမ္မဝါဆင်း -6 ဓမ္မဝါ -6 ဒီကအဲ့တော့20 40 micro ဒီကကြောက်မနော်7ဘက်က to get the battery solution ဒီလိုမီဆိုလူရှင်းကိုကောင်းဖို့တက်လို့ရှိတယ်တဲ့ higher frequency across all are you frequency နားများပါလို့ပြရမယ်ဆိုလို့ရှိရင်သုံးပြရနော်ဒီလို resolution ပုံပေါင်းလို့ဆိုလို့ရှိရင် frequency နားများသုံးပြရမယ် frequency ညာများသုံးပါဆရာတို့ဘာလို့မလဲဆိုရင် wave length တို့ကင်မရာပါပြလို့ဆိုလို့ရှိရင်ဘာ at the expand of less penetration wave length နည်းနည်းတူသွားလို့ရှိရင်နော်ဝေးလိုက်တူသွားမယ်ဆိုလို့ရှိရင်ဒါနည်းနည်းပဲနော်ဖောင်းဝေးပါအတန်ရိုးတဲ့ဖောင်းဝေးအတန်တိုင်းနေတာအတန်ရိုးတဲ့ဆိုတာဘာဖြစ်လဲဆိုရင်အားနေသွား within the distance of about 50 lambda in tissue ဝေးလိုက်ဝေးလိုက်အခါ90အတွင်းမှာဒီ tissue တွေကိုဘာလုပ်ရမလဲဆိုရင်ဖြတ်သွားဝေးလိုက်အခါ90မှာ tissue တွေကိုဘာလုပ်ရမလဲဆိုရင်ဖြတ်ဖြတ်သွား in the glossier sound tissue is 1500 meter per second tissue ရဲ့ velocity of sound က15 meter per second ရှိတယ် and median of thyroid is 0.75 cm thyroid ရဲ့ wing depth ဆိုတာကထူး thyroid ရဲ့ depth ဆိုတာကထူးတတိယအပြည့်ပြောမယ်ဆိုရင် ultra sound ရဲ့ဘာဖြစ်လဲဆိုရင်သွားမယ်ပမာဏเนาะ ultra sound ရဲ့ပမာဏက0.75 cm ဘာဖြစ်လဲဆိုရင်ရှိတယ် ဲ့တော့ဒီညမှာကွာအပေါ်ပိုင်းရကောင်းလေးဒီညမှာဘာပေးလဲဆိုတော့သိရမယ်ဆိုရင် velocity ပေးတယ်ကွာဟာ velocity ပေးတယ်နောက်တစ်ခုဆရာတို့အရွာဆောင်ရဲ့ပမာဏခကြီးရဲ့ကွာဝေးခကြီးရဲ့ကွာဝေးဟာဘယ်လောက်ရှိလဲသူတို့ရှင်ရနေဒီဒီကို0.75 cm cm မှာဆိုလို့ရှင်ဝေးလက်ကခါဝေးလက်အခါဘယ်လောက်နဲ့သွားရမလဲဆိုရှင်ဝေးလက်အခါ90နဲ့ပါပြီလို့ဆိုရင်သွား နော်0.75 cm ဒီအကွာဝေးလောက်ကိုဝေးလံအခါ90လောက်နဲ့သွားမယ်ဆိုလို့ရှိရင်ဒီအကွာဝေးဒီခရီးနဲ့0.75 cm နဲ့ဝေးလံ50 lambda နဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တူတယ်အဲ့တော့ quite the most suitable frequency of ultrasound to diagnose လို့တွားတယ်ဒီ data target ကိုလေ့လာဖို့အတွက်ဆရာတို့ frequency ဘယ်လောက်နဲ့တွားရမလဲဆိုဘာအောင်မေးတာလဲဆိုရင် frequency ကိုမေးတာ frequency ကိုမေးထားတယ်ဆရာတို့ဘာကိုပေးထားလဲဆိုရင် velocity ကိုပေးထားတယ်ဆရာတို့ lambda ကိုဘယ်အနေရအောင်လဲသူတို့ရှင်ဒီ star right ရဲ့အတူ ultra sound ရဲ့ဘာဖြစ်လဲသူတို့ရှင်ပမာဏလေး0.75 cm ကိုဝေးလန်းကအခါဘလောက်နဲ့သွားမယ်ဆိုရင်90နဲ့ရအောင်သွားမယ်ဆိုတော့0.75 cm နဲ့50 lambda နဲ့2ပြပြီးတော့ဆရာတို့ဘာတန်ဖို့ရလိုအပ်တဲ့ lambda တန်ဖို့ရ အဲ့အနေမျိုးဆက်လို့ထွက်ထွက်တာနားလည်ပါနားလည်နားလည်နော် Glossy sound tissue sound tissue is fitted ခါရမီဒါဝါစက်ကတော့ဒီလိုက်တော့ဒီဘက်ဒီ fitted meter meter ကဘယ်လောက်လဲဆိုလို့ရှိရင် meter ဒီဒက်ကဘယ်လောက်လဲဆိုလို့ရှိရင်0.75 cm အဲ့ဒီကောင်လေး ဲ့ဘာနဲ့တူလဲဆိုလို့ရှိရင်50 lambda နဲ့အဲ့တော့ lambda လို့ကြည့်ရင် lambda equal ဘာဖြစ်သွားမလဲ0.75 0.75ကို0.75ကို50နဲ့ဘာလို့လဲဆိုရင်စားလိုက်နော်စားလိုက်1 0 1 0.75 lambda ဆိုတော့စားလိုက်နော်စားလိုက်စင်တီမီတာစင်တီမီတာနဲ့ဆိုတော့ဘာကြောင်းပြရလဲမီတာကြောင်းပြရအောင်အဲ့တော့ ့0.058အင်ဒူတန်းပါဝါမိုင်းလက်ပြီးတော့လိုက်မယ်ပြီးရင်ဆရာတို့ဒီနေ့ရှိလိုက်မယ်ဝါ1.5အင်ဒူတန်းပါဝါမိုင်းလက်4မီတာကြောက်နော်အဲ့ဒါလိုအပ်တဲ့လမ်းကြောင်ရပြီသူရှာဟိုင်းတာက quite the most stable frequency ဆိုတော့ဘာကိုရှာခိုင်းတာလဲ F ကိုရှာခိုင်းတာအဲ့တော့ using wave equation ကိုတော့ ဝိဇ္ဇာဘူကြီးတွဲဘူးအလန္တာလူဂျီနာကအဖို့လူဂျီနေဆိုလမ်ဒါကဘူကိုလာစားမယ်အစီကွဲဘူဘူပါအလန္တာဒီကွဲဘူဘူကဘလောက်လဲဆိုရင်1500 1500 1500ကိုတီးပြီးတော့လမ်ဒါကဆိုဘလောက်လဲ1.5ဂျမ်ပါဝါ -4 နဲ့ဘာလို့လဲဆိုရင်စားလိုက်တယ်ကွန်ပျူတာသုံးလိုက်တယ်ဒါကဒီဂျမ်ပါဝါ ဟုတ်ကဲ့တိုင်းလူအဲ့တော့ဒီကောင်ဟာတောက်ကြောင်းလိုက်တိုင်းလူတန်းပါဝါစစ်ဟုတ်ပြီကျွန်တော် frequency တော့ mega high နဲ့ဆက်လို့ဘာလို့လဲဆိုတော့သုံးမယ်သုံးမယ်ဆိုဒီကောင်တန်းချူဒီကောင်တန်းပါဝါ4ဆိုတော့တန်းပါဝါ7တန်းပါဝါ7ကိုကျွန်တော်ခွဲလိုက်တယ်ဒီတန်းဒီတန်းပါဝါ6 hash အဲ့တော့ဆက်လို့ပါတယ်လို့10 mega hash mega အာ